တရားပုံမှ905ကနဲ့အချင်းချတရားစွဲထားသူတွေကိုလူငယ်ချမ်းသာခွင့်ပေးတာဟာစစ်အာဏာတည်တံ့ခိုင်မြဲဖို့နဲ့ရွေးကောက်ပွဲအထမြောက်ဖို့အတွက်သာဖြစ်တယ်လို့နိုင်ငံရေးအကျဉ်းသားဟောင်းတွေကပြောပါတယ်။ဒါဟာစစ်ကော်မရှင်ရဲ့ပြည်သူတွေပေါ်လှည့်စားမှုနဲ့မာယာတွေသာဖြစ်ပြီးအထူးသတိပြုဖို့လိုတယ်လို့သူတို့ကပြောဆိုပါတယ်။ ဒါကြောင့်ဗာကျေးဇူးတင်စရာမှမလိုဘူးလို့လည်းနိုင်ကျင်းဟောင်းတွေကမှတ်ချက်ပေးပြောကြပါဗျ။စစ်ကောင်ရှင်က905ကနဲ့အမှုဖွင့်ခံထားရသူတွေဖမ်းဆီးခံထားရသူအပါအဝင်အကျဉ်းသား1665ဦးကိုလူငင်းဝင်ပြုတယ်လို့နိုဝင်ဘာ26ရက်ညပိုင်းကထုတ်ပြန်ပြီးတဲ့နောက်နောက်တနေ့နိုဝင်ဘာ28ရက်နေ့မှာအကျဉ်းချခံထားရသူတွေကိုလွှတ်ပေးခဲ့ပါဗျ။အဒီနောက်နိုင်ကျင်းတွေကအခုလိုမျိုးတုံ့ပြန်ပြောဆိုလိုက်ကြတာပါ။ နိုင်ငံရေးအမှုများစွာအဲမှာမှစစ်တပ်ရေးဆွဲပြထန်းထားတဲ့မတရားမှုတွေတဲက905ပုံမှတစ်ခုတည်းကိုသာလွှတ်ပေးတာလည်းဖြစ်ပါတယ်စစ်တပ်အာဏာသိမ်းမှုကိုစန့်ကျင်လို့905ကနဲ့အမှုဖွင့်ခံရပြီးတဲ့နောက်ထိုင်းနိုင်ငံမဲဆောက်မြို့ကိုရှောင်တိတ်နေထိုင်ရသူအတိုင်းဝိုင်းကလည်းဒါဟာထောင်ချောက်ကြီးလို့တတိပေးစကားဆိုကြပါဗျ။မနေ့ကလွမြောက်လာသူတွေအချိန်မွေးပြလဲဖမ်းဆီးခံရနိုင်တဲ့အတွက်လွမြောက်နေမြေဒါမှမဟုတ်အိန္ဒိယနိုင်ငံတွေထဲရှောင်တိတ်နေထိုင်ဖို့ကိုလည်းသူတို့ကတိုက်တွန်းပြောဆိုနေကြပါဗျ။ ဘယ်အချိန်ပြန်ဖန်းခံရမလဲမသိနိုင်ဘူးအကောင်းဆုံးကတော့လွတ်မြောက်နေပြီတဏီယာယာဒါမှမဟုတ်ကျွန်တော်တို့စီပြေးလာခဲ့တဲ့နဲ့ဒါမှပဲလူလူသူလူနေရလိမ့်မယ်နောက်မှုဆိုစောင့်ကြည့်ခံရနေဦးမှာပဲလို့မဲဆောက်ရောက်905ကထိထားသူတူကပြောပါတယ်နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ဥဆောင်ကော်မတီဝင်ဦးထွန်းကြည်ကလည်းအခုလူငယ်ဟာဖီအားတွေအဖက်ဖက်ကရှိနေတဲ့စစ်ကော်မရှင်ကသူတို့သဘောထားကြီးကြောင်းနိုင်ငံတကာကိုပြသခြင်းနဲ့ရည်ရွယ်ချက်သာဖြစ်တယ်လို့ပြောပါရယ် တို့ရွေးကောက်ပွဲပေါ့နော်တို့ရွေးကောက်ကိုပြည်တွင်းပြည်သားတွေနိုင်ငံတကာနေပြီးတော့အင်းနဲ့အားနဲ့ဒုနဲ့တင်နေပေါ့နော်အာဒီအမေရိကန်အမတ်တွေအပါအဝင်ဒီနေ့ဆိုရင်အမေရိကန်အမတ်၄ဦးစလုံးကနေပြက်ပြက်သားသားသူ့အစိုးရကိုအာဒါသူကလက်ရှိကဖျားနေဖေးနေတာလေနော်တိုက်တွန်းချက်တွေအများကြီးပဲပြက်ပြက်သားသားဒီအတွေ့အော်ရွေးကောက်ပွဲဆိုပြီးတော့ကြေညာပေးဖို့ပေါ့နော်အဲဒီလိုမျိုးတွေလည်းအဲရှိနေတဲ့အချိန်မှာသူ့ဘက်ကနေပြီးတော့သူကဘလောက်တောင်မှသဘောထားကြီးတယ်ပေါ့ဗျာဒီနိုင်ငံရေးအကျဉ်းသားတွေပေါ့မှာအဲ့ဒါကြီးသဘောထားကြီးတယ်ဆိုရင်နောက်တွင်ဒီနိုင်ငံ ရေးအကျဉ်းသားတွေအားလုံးကိုဒါချက်ချက်မရှိလွှတ်ပေးဖို့လိုတယ်လေတောင်ဆန်းစုကြည်အပါဝင်တမနာကြီးနဲ့တကွပေါ့နော်ဆိုတော့အဲ့လိုမဟုတ်ဘဲနဲ့သူစစ်အာဏာတည်တဲ့ခိုင်မြဲရေးအတွက်သူရွေးကောက်ပွဲအထမြောက်ဖို့အတွက်ကိုဒီလူငင်းတပ်သားကိုလက်နဲ့ဖြတ်သုံးချပြီးတော့နော်ဒီချင်းချာချက်ကိုထုတ်တယ်လို့တော့အထွန်းကြီးတော်ရှင်းပြသုံးသက်တယ်အဲ့ဒီအတွက်ကြောင့်လို့ဘာမှကျေစုတင်စရာလည်းမလိုဘူးဘာမှကြိုဆိုစရာလည်းအကြောင်းမရှိဘူးဒါတော့သူတို့ရဲ့အဲဒီလှည့်စားမှုတွေပေါ့နော်သူတို့ရဲ့မာယာတွေသူတို့ရဲ့ထောင်ချောက်တွေကိုအထူးသတိချက်ဖို့တော့အမှတ်ချက်ပြုတယ်မကြမီက ျင့်မမဲ့အတူရောင်ရွေးကောက်ပွဲမှာမဲပေးခွင့်ရှိသူအလုံးလွတ်လပ်မျှတစွာမဲပေးနိုင်ရွတ်အခုလိုလူငင်းခွင့်ပြုတာဖြစ်တယ်လို့မင်းအောင်လိုင်ဦးဆောင်တဲ့စစ်ကော်မရှင်ရဲ့အမိန်ကိုမင်းအောင်လိုင်ဦးစီးတဲ့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့ထုတ်ပြန်ချက်တွေထည့်သွင်းဖော်ပြထားပါတယ်။ ဒါဟာအတူရောင်ရွေးကောက်ပွဲကိုလူသိများအောင်တစ်ဖက်လှန့်နဲ့နိုင်ငံရေးအမျက်ထုတ်နည်းတစ်ခုပဲလို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်ရဲ့ဥဆောင်ကော်မတီဝင် ကိုတိုက်ထွန်းကစစ်ကော်မရှင်လူငင်းကိုမှတ်ချက်ပေးပါတယ်။ဒါဟာအပြည့်တော်ဆောင်တဲ့ရွေးကောက်ပွဲကိုဆသွားနေပြီဆိုတော့ဟိုအရေးရောင်အတန်ပေးတဲ့သဘောမျိုးပါပဲ။နိုင်ငံကလည်းရွေးကောက်ပွဲဆိုတာကိုအရန်တင်မကြီးကြီးတန်အောင်ပေါ့နော်။ရွေးကောက်ပွဲဆိုရင်ကောင်းတယ်လို့လူဆထားတဲ့ကာလလည်းဖြစ်တော့ဟိုပြီးတော့အမေရိကန်ကိုယ်တိုင်ကလည်းစကားရိပ်စကားအတန်က ဟိုစစ်တပ်ကလုံးမဲ့ဟာပေါ်မှာဒါပြည်တော်ဆောင်နဲ့စကယ်လုံးလိုမျိုးနည်းနည်းတွေ့ရတယ်ပေါ့နော်ဒီချီပေါ်ချီတဲကြီးမှာနိုင်ငံရေးကျင်းသားတွေကိုလွတ်ပေးမယ်နိုင်ငံရေးကျင်းသားတွေလွတ်ပေးလိုက်တာဟာရွေးကောက်ပွဲအတွက်မဲပေးနိုင်မှုဖြစ်တယ်ဆိုရဲတရင်စကားကိုသူတို့ကတစ်ခါလည်းထည့်ရေးပြီးတာဖြစ်တယ်နိုင်ငံရေးကျင်းသားလွတ်တဲ့အကြောင်းကိုပြောတိုင်းမှာရွေးကောက်ပွဲဆိုတဲ့စကရက်တွေကိုထည့်တုံးကြရမှာဖြစ်တယ်ပေါ့ဒါဟာရွေးကောက်ပွဲကိုတစ်ခါလက်ကနေတော့လူတိများအောင်လူတိစစ်ဝင်စားအောင်ဒါစစ်တပ်ဘက်ကလုပ်တဲ့နိုင်ငံရေးအမျက်ထုတ်တဲ့ကိစ္စရဲ့လို့ပဲကျွန်တော်တို့ကတော့မြင်ပါတယ်ဗျ ဘာပြောပြောလွတ်လာတဲ့နိုင်ငံရေးကျင်းသားတွေတော့ကျွန်တော်တို့ဝမ်းတာတယ်။ဖြန့်ရှင်းနေတဲ့နိုင်ငံရေးကျင်းသားတွေအားလုံးလွတ်မြောက်ရေးတော့ကျွန်တော်တို့ရအားလုံးဆက်ပြီးမှစူးစမ်းနေရအောင်မှဖြစ်တယ်လို့ကျွန်တော်ကတော့ပြောချင်ပါတယ်ဗျ။စစ်ကောင်ရှင်ကလွှတ်ပေးသူတွေထဲမှာလွတ်မြောက်ခါနီးနိုင်ကျင်းတွေကိုလွှတ်ပေးတဲ့အနေထားသာဖြစ်တယ်လို့နိုင်ငံရေးအကျဉ်းသူဟောင်းတဦးဖြစ်တဲ့အပြင်နိုင်ငံရေးအကျဉ်းသူများအဖွဲ့ရဲ့ဥဆောင်ကော်မတီဝင်လည်းဖြစ်တဲ့မတ်စုစုမေယွန်းကပြောပါရစေ။ လက်ရှိပေါ့နော်အချမ်းမစစ်ကောင်စီကလွတ်ပေးလိုက်တဲ့ဒီ905မှာပေါ့နော်အဓိကကတော့အထူးရောင်ရေးကောက်ပွဲအတွက်ဒါလွတ်ခံပြီးနိုင်ငံရေးအကျဉ်းသူတွေကိုဒါလွတ်ပေးတဲ့အနေထားပါပဲအဲ့ဒါကြောင့်ပေါ့နော်အဓိကကကျမတို့ကထောင်ထဲမှာပေါ့နော်နိုင်ငံရေးဒီ905အပြင်တခြားပုံမှန်တွေအထည်ခံထားတဲ့နိုင်ငံရေးအကျဉ်းသူအကျဉ်းသားတွေလည်းအများကြီးကြံနေသေးရေပေါ့နော်သူတို့တွေတယောက်မကြံလို့မြောက်မှာပါဘူးเนาะကျမတို့ကဒါဟို လွတ်မြောက်တဲ့အချိန်ကိုလည်းကျွန်တော်တို့စူးစမ်းသွားမှဖြစ်ပါမယ်လို့အဲ့ဒါလေးတော့ပြောပြပါရရှင်ဒါပြင်အခုလွန်ငင်းဟာနိုင်ငံတကာအထူးသဖြင့်အမေရိကန်ပြည်ထောင်စုစီကကောင်းမွန်တဲ့မှတ်ချက်ရအောင်ပြစ်မှတ်ထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့လုပ်ရည်လိုလေနိုင်ငံရေးအကက်ခတ်သူတွေကသုံးသပ်ပြောကြားကြပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကအမေရိကန်အစိုးရမိမိလုံခြုံရေးဌာနရဲ့မြန်မာနိုင်ငံသားတွေပေါ်ပေးအပ်ထားတဲ့ TPS ယာယီအကာအကွယ်ပေးမှုနဲ့ခိုးလုံနေထိုင်권ကိုရပ်ဆိုင်တယ်လို့ကြေညာပြီးနောက်မှာစစ်ကောင်ရှင်ကဒီအခြေအနေကိုအသုံးချဖို့ 905ကနဲ့အမှုဖွင့်ဖမ်းဆီးထားသူတွေကိုလူငင်းခွင့်ပေးဖို့လှုပ်လိုက်တာဖြစ်တယ်လို့လည်းနိုင်ငံရေးလေလာစောင့်ကြည့်နေသူတွေကလည်းသုံးသပ်နေကြပါတယ်။နိုဝင်ဘာ29ရက်လွန်ငင်းနဲ့လွတ်မြောက်လာသူတွေတဲ့ထောင်ဒဏ်၅နှစ်ချမှတ်ခံထားရတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ရဲ့ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဖြစ်တဲ့ဦးကြည်တိုးတက္ကသိုလ်ကျောင်းသားတမကတကတာအင်အားစုအဖွဲ့ဝင် ကိုဖိုးသားအပါဝင်နိုင်ငံရေးကျင်းသားတချို့နဲ့မင်းသမီးခိုင်သိန်းကြီးရဲ့ခင်ဗျဦးခန့်နိုင်တို့လည်းပါဝင်လာတာတွေ့ရပါတယ် နိုင်ငံရေးကျင်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့မနေ့ကထုတ်ပြန်ချက်အရစစ်တပ်အာဏာသိမ်းတဲ့2021ခုနှစ်ဖေဖော်ဝါရီ1ရက်နေ့ကစလို့2025ခုနှစ်နိုဝင်ဘာ29ရက်နေ့အထိစစ်တပ်ရဲ့တပ်ဖြတ်မှုကြောင့်တည်ဆုံးခဲ့ရသူ8500နီးပါးရှိခဲ့ပြီးမတရားဖမ်းဆီးခံထားရသူ3000ကျော်တိရှိခဲ့တဲ့အပြင်လက်ရှိအချိန်ထိဖမ်းဆီးခံထားရသူ2200ကျော်ရှိနေသေးတယ်လို့သိရပါဗျ။ မနေ့က905ကအမှုတွေကိုလူငင်းခွင့်ပေးခဲ့ပေမယ့်အာဏာသိမ်းစစ်တပ်ကမတရားအကျဉ်းချထားသူနိုင်ငံရေးအကျဉ်းသားအကျဉ်းသူအမြောက်များ ကြန့်ရှိနေစေဖြစ်တယ်လို့နိုင်ချင်းကူညီရေးအဖွဲ့တွေရဲ့တာဝန်ရှိသူတွေကပြောပါရယ်။